နှစ်တစ်ကူတကြံပွဲတော်ကာလမှာလူငယ်တွေအနေနဲ့လိန်စိတ်ကြဆွေးတွေမူးယစ်ဆေးဝါးတွေသုံးဆွဲမှုမရှိစေဖို့လိုက်လံဖန်ဆီးစစ်ဆေးမှုတွေပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ဒီသတင်းကိုခိုင်ပန်းနုကပေးပို့ထားပါတယ်ခင်ဗျာ။ဒီနေ့2016ခုနှစ်ရန်ကုန်တကြံကိုအရင်နှစ်တွေနဲ့မတူပဲစီကဲတွေနဲ့စနစ်တကျလှုပ်ဆောင်ဖို့သက်ဆိုင်ရာကပြင်ဆင်နေပါတယ်။ ူငယ်တွေအနေနဲ့လည်းတစံကာလမှာမွေးရဆေးဝါးနဲ့လင်းစိတ်ကြွဆေးဝါးတွေမတုံးဆွဲဖို့အတွက်ကိုလည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာအစိုးရအဖွဲ့တွေပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆေးဆိုင်မှာစိတ်ကြွအဲကာမစိတ်ကြအတုစီလည်းပဲရောင်းချရမပြအောင်စီးဆိုင်နေလည်းပဲခေါ်ပြီးပြီးတော့ကျွန်တော်ဟိုဆွေးနွေးခဲ့ပါတယ်။နောက်ပြီးဒီမှာလည်းတရားမဝင် ရောင်းချတဲ့လမ်းစင်မရှိရဲ့နော်စိတ်ကြစီးတွေလည်းပဲအဲဟိုကျွန်တော်တို့အဲကျမ်းမကြီးဌာနနဲ့ ပူပေါင်းပြီးအဖွဲလိုက်ဖွဲ့စည်းပြီးတော့ကျွန်တော်လိုက်လံစစ်ဆေးပြီးတော့ရေးဆောင်ရခဲ့ပါတယ်။ဝိစီရ30ထောင်မှရှိမရှိရကျွန်တော်တို့ကတော့ဟိုရင်ထင်းတက်ဖွဲ့ရလည်းပဲမွေးစီရ30မှရှိမရှိသူတို့ကတော့အမွေတိုင်းကရိယာနဲ့ဆောင်ရွက်သွားမယ်လို့ကျွန်တော်ရေးတက်ဖွဲ့နဲ့ပေါင်းပြီးဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်။လိုဒဇန်ကာလကိုစီကဲနေစနစ်တကျဆောင်ရွက်တာနဲ့ပတ်သက်ပြီးလဲမကြသေးခင်ကအစ်စ်တက်လာတဲ့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကခုလိုပြောပါရယ် ဘာစိတ်ပူမှုတွေရှိလဲဆိုတဲ့သားသမီးတွေမွေးစေပါဆွဲသားမှာသားသမီးတွေကအပျော်ပါလွန်ကဲပြီးတော့ပျက်စီးသွားမှာမျိုးတွေကိုသူတို့တော်တော်ကိုစိတ်ပူပါတယ်။အဲကျွန်တော်အနေနဲ့လည်းရန်ကုန်တိုင်းအတွက်မှာဒီကာလအတွက်မှာကျွန်တော်စိတ်ပူတဲ့ကိစ္စကမွေးစေပါတွေအများဆုံးမြည်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မွေးစေပါနဲ့အတူအရင်ကမွေးစေပါမိတာပါ။ဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာတော့လက်လက်တွေပါပါလာပါတယ်။ကျွန်တော်တို့ဒီအခြေအနေတွေကိုကျွန်တော်တို့အထူးဂရုစိုက်ရမယ့်ကာလတစ်ခုဖြစ်တဲ့အတွက်တချံပေါ်မှာကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ကျွန်တော်တို့စဉ်းစားပါတယ် ။ဒီကြံမန်တက်တွေပေါ်မှာလည်းလူငယ်တွေမွေးစွာတုံးဆွဲတာတွေတရုတ်ပြည်ဝစားစင်မှုတွေခရံဖြစ်ပွားရဲမဖြစ်စေဖို့ရဲတပ်ဖွဲ့က CCTV မတန်းတွေကိုနေ့စဉ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ရန်ကုန်ဒီကြံကိုစီဝါရှာတဲ့ဒီကြံတစ်ခုမဖြစ်စေခြင်းပဲမမရွာရင်ကျေးမှုဒလိထုံတန်းနဲ့ပဲဆောင်ရွက်သွားစေခြင်းနဲ့လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုထားပါတယ်။ကျမခိုင်ပန်းသူပါ။